မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျမနေနဲ့နေ့စဉ်တဲ့အတိုင်းငလင်းနဲ့ပတ်သက်တဲ့သတင်းလေးတွေကိုမိဘပြည်သူများလိုတိုရှင်းလင်းတင်ဆက်ပေးပါမယ်ရှင်။ကျမကလည်းမေးကြရပေါ့နော်။အမားနဲ့နေပြီးတော့မှရှိနေပြီးတော့ငလင်းတန်းမခံခဲ့ရဘူးလားတဲ့။ဘာကြောင့်မေးရလဲဆိုတော့ကျမနေတိုင်းသတင်းတင်ဆက်နေတဲ့နေရာလေးကပုံမပြည့်ရှိနေတဲ့အတွက်ပေါ့နော်။မဟုတ်ပါဘူးရှင်။ငလင်းတန်းကျမကလည်းခံခဲ့ရပါတယ်။ကျမခုမြင်နေရတဲ့မြင်ဝဲမှာဆိုဒီဘက်ချမ်းမှာဆိုလည်းတိုက်နေရင်အပ်နေပါရှင့်ဒီဘက်ချမ်းမှာလည်းအပ်နေပါတယ်။ ရေချိုးကန်းအိမ်သားမှဆိုလဲဒီလိုပါပဲအဲ့နေပါရှင့်ကျမရှုံးကန်းနဲ့ပေါ့ကွနော်ကံကောင်းထောက်မှဆိုတာလဲကျမတဲ့င်းတက်ဆက်တဲ့ဒီနောက်ကနေရံလေးနဲ့ဒီနေရံလေးကပုံမပြက်လေးရှိနေတာပါရှင့်ဒါကြောင့်ကျမတင်းတင်းတက်ဆက်နိုင်တာဖြစ်ပါတယ်ညာဘက်လေးဆိုလဲအပြင်မှာကျမတန့်လေးနဲ့ထွက်အိပ်ရပါတယ်ဆောက်ဦးထဲမှာအိပ်နိုင်ပါအောင်ရှင့်မအိပ်ရဲသေးပါအောင်ရှင့်ခြေလေးလေးကအဲ့လိုရှိပါရယ်နော်ဒါပေမဲ့ကျမတို့ကြုံရတဲ့ခက်ခဲလေးဆိုတာကတကယ်တော့သေးသေးလေးပါရှင့်လက်ရှိမှာမီးရေရေးတဲ့ခက်ခဲဖြစ်တယ်ဖုန်းအားတွေသွင်းမရဘူးသတင်းတွေရိုက်လို့မရဘူးကွန်ပျူတာလည်းပျက်စီးသွားတယ်ပေါ့နော်အဲ့လိုပျက်စီးမှုတွေရှိပါရှင့်ဒါပေမဲ့တိတိလေးပါ အခြားအခက်ခဲတွေကပို့ပြီးတော့များပြားပါရှင့်မိဘပြည်သူတွေကြုံတွေ့နေတဲ့အခက်ခဲတွေပေါ့နော်။ဒါကြောင့်ဒီမအနေနဲ့သတင်းတင်ဆက်မှုလေးကိုမရက်နာပဲနဲ့အတိုင်းအတာကြောင့်စူးစမ်းပြီးတော့တင်ဆက်တာဖြစ်ပါရှင့်။ဒီနေ့ပထမဆုံးဒီမတင်ဆက်ပေးချင်တာလေးကတော့တက္ကသိုလ်ဝန်ဆောင်ရေးဝဲအဖြေလွှာတွေမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါရှင့်။အဲ့လိုမျိုးဖြစ်ပေါ်ခဲ့ရတာကတော့မန္တလေးတက္ကသိုလ်ပင်မဆောင်မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါရှင့်ငလင်းလှုပ်ခတ်တဲ့အခါမှာတဲ့နိုင်ငံတော်ထုတ်ပြန်ထားတဲ့စာရေးကျွန်မဖတ်ပြပါမယ်ငလင်းလှုပ်ခတ်တဲ့အခါမှာတဲ့ပြိုကျပျက်စီးမှုဖြစ်ဖြစ်ပေါ်ခဲ့တယ်ပေါ့နော်အဲ့လိုဖြစ်ပြီးတဲ့အခါမှာနောက်ဆက်တွဲဖြစ်မီးလောင်မှုကဖြစ်ပေါ်ခဲ့ရပါရှင့် အဲ့ဒီလိုမိလောင်မှုဖြစ်ပေါ်ခဲ့တဲ့အတွက်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတယ်တဲ့2024 2025တက္ကသိုလ်စာပေဝဲအဖြေလွှာများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးမှာဖြေဆိုသူဦးရေ46,944ဦးရဲ့အဖြေလွှာတွေပြည့်စည်ဆုံးရှုံးခဲ့ပါရှင့်ပြီးတော့စကားတိုင်းဒေသကြီးကဖြေဆိုသူဦးရေ9,331ဦးရဲ့အဖြေလွှာတွေလည်းပြည့်စည်ရဲ့ကချင်ပြည်နယ်ကဖြေဆိုသူဦးရေ8,699ဦးရဲ့အဖြေလွှာတွေလည်းမိလောင်ပြည့်စည်ခဲ့ပါရှင့်ဒီလိုမျိုး ပျက်စီးခဲ့တဲ့အတွက်ပေါ့နော်နိုင်ငံတော်ကနေပြီးတော့ဒီလိုပျက်စီးသွားပါပြီဆိုတဲ့အကြောင်းကိုမိဘပြည်သူများသိရှိဖို့အတွက်ထုတ်ပြန်ထားတာဖြစ်ပါရှင့်ဒီတော့အဖြေလွှားတွေပျက်စီးခဲ့ပြီဆိုတော့ကျမခမ်းမန်းသုံးသက်ချက်အရဆင်တော့ဒီလိုဖြစ်စဉ်မျိုးအရင်ကဖြစ်ခဲ့ရရှင့်ကျမမှတ်မိသလောက်တော့88လောက်ကထင်တယ်လူမျိုးကိစ္စရဲ့အကြောင်းပေါ့နော်အော်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆိုတဲ့ကျောင်းသားရဲ့အားလုံးကိုယာနှုံးပြီးအအောင်ပေးခဲ့တဲ့ကိစ္စရဲ့ဖြစ်ခဲ့ပါရှင့်အခုလည်းဒါဒုတိယတကြော်ပြန်လဲဖြစ်ပေါ်နိုင်တယ်လို့ကျွန်မသုံးသပ်ခံမှန်းမိပါရှင့် ။ဘာကြောင့်လဲဆိုအဖြေလွားတွေပျက်စီးခဲ့ရတဲ့အတွက်ပြန်ဖြေမလားအားလုံးအအောင်ပေးမလားဆိုရွေးချယ်စရာနှစ်ခုရှိပါတယ်။ပြန်ဖြေရမယ့်ရွေးချယ်မှုကတော့ငလင်တန်ခံနေရတဲ့မိဘပြည်သူတွေနဲ့ចောင်းသားလေးတွေအတွက်ကိုမငဲ့ညာရရောက်တဲ့အတွက်နိုင်ငံတော်ကယာနှုံးပြအောင်ပေးဖို့အတွက်ကိုသာရွေးချယ်မယ်လို့ထင်ပါရှင့်။ဒါကြောင့်အစိုးရရဲ့အကောင်ပေါ်ရှင်10တန်းဖြေတဲ့ចောင်းသားလေးတွေဒီနှစ်မှာယာနှုံးပြအောင်မြင်မှုရရှိနိုင်တဲ့အနေထားလေးတော့ရှိပါရှင့်။ဒါလေးကတော့ လုံးဝစိုးဝါမှုတွေတည်းကအနှဲငယ်လေးတော့ဗောနော်ကောင်းမွန်မှုလေးတစ်ခုအနေနဲ့ကျွန်မတုံးသက်ပြီးတော့တင်ပြပေးတာဖြစ်ပါရဲ့ရှင်။ကျွန်မအနေနဲ့ဆက်လက်ပြီးတင်ပြပေးစင်တာလေးကတော့အင်မတန်စိတ်မကောင်းဖြစ်ပေါ်ရာကောင်းတဲ့သတင်းလေးသာဖြစ်ပါရဲ့ရှင်။ကြောက်စဲမြို့မူโจเจ้าမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးသာဖြစ်ပါရဲ့ရှင်။ကျွန်မမနေ့အဲ့ဒီဖြစ်ပျက်လေးကိုလိုက်ဖက်ရင်လည်းမျက်ရည်ဝဲပါရဲ့ရှင်။တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့မျိုးသမီးလေးတွေကြတော့ကလေးငယ်လေးတွေကိုချစ်တယ်လေကလေးတွေရဲ့တိတ်ဆုံမှုတွေမြင်တဲ့အခါမှာကိုယ့်ရဲ့သားသမီးလေးတွေလိုပဲရင်ထဲမှာခံစားရပါရဲ့ရှင့် ဲ့သတင်းလေးကိုကျွန်မဖတ်ပြပါမယ်နော်။ကြောက်စင်မြို့မှာရှိရဲမူဂျိုကျောင်းတကျောင်းမှာဆိုရင်ကလေးငယ်73ဦးသေဆုံးခဲ့ပါရှင့်။သေဆုံးတဲ့ကလေးငယ်တွေရဲ့ရုံလောင်းတွေကိုကယ်ဆယ်ရေးသမားတွေကရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီးတော့ပြောကြားထားပါရှင့်။ကြောက်စင်မြို့အေးမြကြည်လေရက်ကွက်မှာဖွင့်လှစ်ထားတဲ့မူဂျိုကျောင်းမှာဆိုရင်ကျောင်းသား90ကျော်ရှိပါတယ်။ဆရာမ9ဦးရှိပါရှင့်။ဒီလိုမျိုးငလင်းလောက်တဲ့အခါမှာဆီယာမနဲ့ចောင်းသားတွေအချို့ဟာဆိုရင်အဆောက်အဦမပြိုကျမိမှာထွက်ပြေးလွတ်မြောက်ခဲ့တာရှိပါတယ်။အချို့ကတော့အဆောက်အဦထဲမှာပိတ်မိပြီးတော့ကျရင်ခဲ့ပါရှင့်။ အဲ့လိုပိတ်မိပြီးကြာရင်ခဲ့တဲ့ကလေးတွေတွေကနေပြီးတော့အသက်၄နှစ်နဲ့၄နှစ်အောက်ကလေးငယ်၁၃ဦးသေဆုံးခဲ့ပါရှင်။ငလင်းလောက်ခတ်ချိန်မှာနေ့လည်ကအဲ့ချိန်ကြီးဖြစ်တာကြောင့်ကလေးကြီးအိတ်တဲ့အချိန်ဖြစ်နေပါတယ်။ဒါကြောင့်ကလေးတွေဟာခေါင်းလေးနဲ့အိတ်နေတဲ့အတိုင်းပဲပိတ်ပြီးတော့သေဆုံးနေကြတာဖြစ်ပါရှင်။ချိကတန်ရရှိရဲ့ကလေးလေးရှိပြီးတော့ခြေတောင်းနဲ့လက်မဆိုးလဲပြင်းထန်တဲ့ထန်ရများရရှိခဲ့ပါရှင်။ဒီမူဂျိုကြောင့်လည်းဖြစ်စဉ်ကြောင့်ဆ ्याम မတူလည်းတိတ်ဆုံးခဲ့ပြီးတော့နှစ်ဦးထန်ရရှိခဲ့ပါတယ်။ဒါအပြင်ကျောင်းမှာမုံစေးတန်းရောင်းချတဲ့အမျိုးသမီးတူပါဆိုလဲတိတ်ဆုံးခဲ့တယ်လို့သိရပါရှင်။ ကျောက်ဆယ်မျိုးပေါ်မှာဆိုရင်ရက်ကွက်၈ခုရှိရလို့သိရပါတယ်ရှင်။အဲ့ဒီကမှ9ခုပါဆိုရင်စိုးဝါးစွာပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ်ရှင်။တစ်မျိုးလုံးနီးပါးပျက်စီးသွားတဲ့သဘောတရားမှရှိပါတယ်ရှင်။နိုင်ငံတော်ကနေပြီးတော့ဆင်းရဲကောက်ယူကြသမျှကိုယမန်နေ့29ရက်နေ့ကထုတ်ပြန်ထားရှိပါတယ်ရှင်။ထုတ်ပြန်ကြရဆိုရင်ယနေ့ထိသေဆုံးသူက1644ဦးရှိပါတယ်။ထိခိုက်ဒဏ်ရာရရှိသူက3408ဦးရှိပြီးတော့ပျောက်ဆုံးသူက139ဦးရှိကြောင်းလည်းသိရပါတယ်ရှင်။လက်ရှိမှာကိစ္စလုပ်ငန်းတွေလောက်ကနေဆဲဖြစ်တာကြောင့်တိတ်ဆုံးသူဥယေဟာဆိုရင်တိုးပွားလာနိုင်ခြေရှိပါတယ် တချို့တွေဆိုတော့ကျွန်မတို့မနေ့က online မှာပုံလေးတွေ့ပါပေါ့နော်အစာအုပ်အောက်မှာပိတ်မိနေစေပါရှင့်အဲ့ဒါကိုမိတ်ဆွေတွေကသွားပြီးတော့ရေးတိုက်တယ်အစာအစာကျွေးရေပေါ့နော်အဲ့လိုမျိုးလေးပြုတ်လောက်ပါရှင့်ပြီးတော့ဒီလိုမျိုးအနေရများတဲ့ကယ်ဆယ်မှုတွေကိုလက်ရှိမှာလှုပ်ဆောင်နေတာကတော့မြန်မာတက်မတော်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပါရှင့်မိသားတစ်ဖွဲ့ဝင်တွေပေါ့နော်ဒီလူတွေပဲရှိပါရှင့်ကျမတို့နိုင်ငံလေလေဒါကြောင့်ခုချိန်မှာတောင်းနေတော့အမြင်တူတူမတူတူဒီအစိုးရဝန်ထမ်းတွေကြကြမကြကြပေါ့နော်သူတို့ရဲ့လှုပ်ဆောင်တဲ့လေတွေမှာဝန်ကူညီပြီးတော့ ပြည်သူအချင်းချင်းဆောက်ရှောက်ကြပါလို့လည်းကျွန်မတိုက်တွန်းချင်ပါရှင့်ဒီချိန်မှာချစ်ချင်းမုန်းချင်နေရရေးမကြည့်ပါအောင်တော့အသက်ရှင်ဖို့သာရေးကြည့်ပါရှင့်အသက်ရှင်ကြမှသာကျွန်တော်တို့ဆက်ပြီးတော့ချစ်တာမုန်းတာကိုဆက်ပြီးတော့ဆုံးဖြတ်မှာဖြစ်ပါရှင့်ကျွန်မညဘက်အိတ်နေလဲကောင်းကင်ရံမှာဆိုရင်ရဟတ်ရင်တန်နေလေရင်တန်နေတညာလုံးကြားရပါလေရှင့်အခုလိုမျိုးဒီငလင်းကတော်တော်ဆိုးရတဲ့အတွက်ပေါ့နော်လမ်းတွေတံတားတွေအားလုံးပျက်စီးသွားတဲ့အတွက်တာမန်ပရိုက်တာသမားတွေကဒီအခြေအနေဆိုးတဲ့မန္တလေးတို့စကိုင်းတို့ရောက်ဖို့ဆိုတာခက်ပါရဲ့ရှင့်ဒါကြောင့် ဟင်အုံပြုတ်နိုင်တဲ့၊လေရင်အုံပြုတ်နိုင်တဲ့မြမတက်မတော်ကသာကဲစဲတွေကိုဥဆောင်ပြီးတော့လှုပ်ဆောင်နေရဖြစ်ပါရှင်။ဒါကြောင့်မြမတက်မတော်နဲ့ပူးပေါင်းပြီးတော့ပြည်သူပြည်သားတွေအတွက်ကိုပေါ့နော်။ဆောက်ရှောက်မှုတွေလုပ်ပေးကြပါလို့အဖွဲ့အစည်းအားလုံးကိုလည်းကျွန်မတိုက်တွန်းပြီးတော့မြစ်တာခံလို့ပါရှင်။ကျွန်မအနေနဲ့နောက်ထပ်တင်ဆက်ပေးချင်တာလေးကတော့ရန်ကုန်မန္တလေးအမြန်လန်းသွားမဲ့သူတွေအနေနဲ့သတင်းကောင်းလေးတစ်ခုဖြစ်ပါရှင်။ရန်ကုန်မန္တလေးအမြန်လန်းမကြီးပေါ်မှာရှိတဲ့ကပောင်းတရာချင်းကလန်းနဖက်မြေနှိပ်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးစီပါဖြစ်ပါရှင်။ဒီသတင်းလေးကိုနိုင်ငံတော်ကထုတ်ပြန်ထားတာဖြစ်ပါရှင်။ ဒီလိုမျိုးပျက်စီးဆုံးရှုံးသွားတဲ့အတွက်ပေါ့နော်ချက်ချင်းနိုင်ငံတော်ကနေပြီးတော့သွားပြီးတော့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ဒီအခါမှာယနေ့မွန်လွဲယနေ့ဆိုတာမနေ့ကပေါ့နော်မတ်လ29ရက်နေ့မွန်လွဲ12နိုင်ငံမှာဆိုရင်အဆိုပါတရားပေါ်ကနေပြီးတော့မော်တော်ရှင်ငယ်တွေအများပြည်သူများဖြတ်တန်းသွားလာနေပြီဖြစ်ကြောင်းသိရပါရှင့်။ဒါကြောင့်အဲ့လမ်းကြောင်းမှာကပောင်းတရားပြင်ပြီးဖြစ်တဲ့အတွက်ဒီလမ်းကြောင်းသွားကျင်တဲ့သူတွေအတွက်ပေါ့နော်ဒီလမ်းကြောင်းလေးကောင်းသွားပြီဆိုတာလေးကိုကျွန်မသတင်းချက်လက်လေးပေးတာဖြစ်ပါရရှင့်ကျွန်မနေဆက်လက်တင်ဆက်ပေးချင်တာလေးကတော့ငလေနောက်ဆက်တွဲနဲ့ပတ်သက်တဲ့သတင်းလေးတာဖြစ်ပါရရှင့်ဒါလေးကတော့မိဘပြည်သူများအနေနဲ့ ဒီနှဝေးတိတ်တော့ဖြစ်နေရပါတော့ငလင်းကဆက်လှုပ်နိုင်လားမလှုပ်နိုင်လားဆိုပြီးတော့ရန်ကုန်မှာဆိုလဲမနေ့ညအထက်မြင့်မှာနေရတဲ့သူတွေစိုးရိမ်ပြီးတော့အောက်ထပ်တင်ဆင်းနေကြပါရှင့်ဒါလေးနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေရဲ့သုံးသက်ချက်လေးကိုပဲကျွန်မပြောပြချင်ပါရှင့်ဒီအခုသုံးသက်ချက်လေးကတော့ဂျပန်နိုင်ငံပေါ့နော်ဂျပန်နိုင်ငံဆိုတာမြို့ပြဖြစ်သူတို့သိရတဲ့အတိုင်းပါပဲငလင်းရောခဏခဏကြုံခဲ့ရတဲ့နိုင်ငံတစ်ခုသာဖြစ်ပါရှင့်ဒီနိုင်ငံကနေပြီးတော့ကျွန်မတို့နိုင်ငံမှာဖြစ်သွားတဲ့ငလင်းကိုသုံးသက်ချက်လေးထုတ်ထားပါရှင့်အဲ့ဒီကနေပြီးတော့ ပညာရှင်အသုံးထုံးလေးတော့အများကြီးပါတာပေါ့နော်ဒါလေးကြောင့်နားလည်ဖို့ခက်တဲ့အတွက်ကျွန်မလိုတိုရှင်းလေးနဲ့တတိယကရှင်းပြပေးပါမယ်ရှင့်ဒီစာလေးကိုတော့ကိုလွင်မိုးဦးဆိုသူနဲ့ဒေါက်တာနေစံလက်ကပြန်လည်ညှဝေထားတာဖြစ်ပါရဲ့ရှင့်မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ငနေနဲ့ပတ်သက်ပြီးတော့ဂျပန်သတင်းတွေမှာဒီမနက်ထွက်လာတဲ့သုံးသပ်ချက်အသစ်တွေကိုအခြေခံပြီးတော့သူတို့ကရှင်းပြထားတာဖြစ်ပါရဲ့ရှင့်မြန်မာမှာဒီလိုဖြစ်ရတာကသခိုင်းပြည့်ရွေကြောကြောင့်ဖြစ်ပါရဲ့ရှင့်ဒီပြည့်ရွေကြောတော့မိဘပြည်သူများအားလုံးသတိထားမိပါလိမ့်မယ်ရှင့်သိရှိပြီးသားဖြစ်ပါလိမ့်မယ် ကျမအနေနဲ့ငလင်းဆိုတာခန့်မှန်လို့မရဘူးပေါ့နော်။ तू ကဘယ်နေ့ဘယ်ချိန်ဖြစ်မယ်ဆိုပြီးခန့်မှန်လို့မရဘူးဆိုပေမဲ့ तू ကပုံမှန်ပြန်ဖြစ်တတ်တဲ့အခြေအနေတွေကိုတော့နှီးဆဆောင်ခန့်မှန်လို့ရရရှင့်။စကိုင်းပြည့်ရကြောပါဆိုရင်ပြန်လဲလှုပ်ခတ်နိုင်တယ်။ဒီကလှုပ်ခတ်ရင်ဆိုးရတဲ့ပျက်စီးမှုတွေဖြစ်နိုင်တယ်ဆိုတော့ကိုကျမတို့လွန်ခဲ့တဲ့လပိုင်းတွေကလေးကနေပြီးတော့သုံးသက်ချက်တွေထုတ်ထားရှိပါရှင့်။ဒီသုံးသက်ချက်လေးတွေကျမတို့ကိုယ်တိုင်လည်းဖတ်မိပါတယ်။ဖတ်မိရတဲ့အတွက်ကျမတို့လည်းမိဘတွေလည်းသတိပေးထားတာပေါ့နော်။ ဟိုဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဒါသတိထားတဲ့ကိစ္စဖြစ်တဲ့အတွက်ကျမတို့မိဆက်ရမိဘဆွေမျိုးတွေတော့ပြောပြထားပါရှင့်ပြီးတော့ဒီအခုဖြစ်စရာသခိုင်းပြည့်ရွေကြောကြောဖြစ်ပါတယ်ကျမတို့အားလုံးစိတ်ပူနေကြကြတယ်သခိုင်းပြည့်ရွေကြောကနောက်တစ်ခါပြန်လဲပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပါရှင့်သခိုင်းပြည့်ရွေကြောနဲ့ပတ်သက်ပြီးတော့ကျမပြောပြဘူးလေအဲ့ဒါပထမအချိန်တော့ကျမတို့နိုင်ငံမှာပကိုးမှာခံခဲ့ရတာလေလုံခဲ့နှစ်ပေါင်းတရာကျော်ကဖြစ်ခဲ့တဲ့ငလင်နဲ့ပတ်သက်ပြီးကျမတေချာလင်းမြို့ပပြည်သူများကိုရှင်းပြဖို့ပါရှင့်အဲ့ဒီတဲ့လေးကိုနားထောင်လို့ရတဲ့သူတွေလည်းရှိမယ်လို့ထင်ပါရှင့် တမရွေးနိုင်ငံမှာစကိုင်းပြည့်ရွေကြောဆိုတာရှိရပေါ့နော်ဒါလေးကိုကြားပွဲတွေကြားဥပါလိမ့်မယ်ရှင်စကိုင်းပြည့်ရွေကြောအားတဲ့ရွေတရားနေတဲ့ပြည့်ရွေကြောတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ပြီးလှုပ်ရှားမှုအများဆုံးပြည့်ရွေကြောလည်းဖြစ်ပါတယ်တဲ့အဲ့ဒီပြည့်ရွေကြောဟာရန်ကုန်နေပြည်တော်မန္တလေးရမဲတင်ပြင်မနာတောင်ကူနဲ့ပဲခူးတွေကိုဖြတ်တန်းလျက်တည်ရှိနေပြီးတော့အရှေ့အဖြစ်1200ကီလိုမီတာရှည်တယ်ဆိုပြီးတော့ဘူတုဒအနေနဲ့သိရပါရှင်တမိုင်းမန္တန်နေမှာဆိုရင်လည်းကြီးမားတဲ့ပျက်စီးမှုတွေကိုဖြစ်စေခဲ့တဲ့ငလင်များစွာဟာအဲ့ဒီပြည့်ရွေကြောကြောင့်ပဲဖြစ်ပေါ်ရတယ်ဆိုပြီးတော့ ကျမတို့နဲ့မှတ်တမ်းလေးရှိရပေါ့နော်ဒီတော့ဒီတော့ကျမတို့ရဲ့နိုင်ငံမှာငလှင်နဲ့ပတ်သက်ပြီးတော့ကြိုတင်စီမံမှုတွေကြိုတင်ကာကွယ်မှုတွေရှိပါရဲ့လားဆိုတဲ့ကိစ္စလေးကတော့တရားစွာစဉ်းစားချင့်ကြင်တဲ့မှာရှင်ဒီလိုမျိုးမှာကြီးမားတဲ့ငလင်ထံသာဖြစ်ခဲ့မယ်ဆိုရင်အနေရရမ်းများပါရဲ့နော်ဒါကြောင့်အခုဆိုရင်ငလင်ပညာရှင်တွေအနေနဲ့ကလည်းဒါကိုတည်တည်ချာချာလေ့လာတွက်ချက်ပြီးတော့ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်မယ်လို့ယုံကြည်ပါရဲ့ရှင် မဖြစ်မဖြစ်ဘူးလေနော်ဖြစ်သွားလို့ရှိရင်အနေရည်တွေဖြစ်လာနိုင်တဲ့အတွက်လူတွေလူတွေအနေနဲ့ကလည်းငလှင်နဲ့ပတ်သက်တဲ့ဘူးတူတာလေးတွေပေါ့နော်လိုက်ပြီးတော့ရှာဖွေစူးစမ်းထားတာကာကွယ်ထားတာပို့ပြီးတော့ကောင်းပါရှင်ပြီးတော့ကျွန်မနိုင်ငံမှာအိမ်ယာစာဦးစောက်တဲ့ခါမှာ quality ပေါ့နော် quality ခန္ဓာကြီးအားစတဲ့ဖြစ်ဒီလိုဟာတွေကိုတည်တည်ချာချာ sensitive တဲ့ လုပ်ငန်းစဉ်တွေဟာတေချာစွာလုပ်ပါရဲ့လားဆိုတာကလည်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။လုပ်ငန်းရဲ့1930ကလှုပ်ခတ်သွားခဲ့တဲ့ငလင်ဟာဆိုရင်ရန်ကုန်မြို့မှာပဲဘိုးမြို့မှာကြီးမားတဲ့တိုက်တာအဆောက်အဦတွေမရှိသေးဘူးပေါ့နော်။အဲ့ဒီချိန်တုန်းကတော့မှအန္တရာယ်တွေဖြစ်ခဲ့တာဆိုတော့ဒီလိုအချိန်တွေမျိုးမှာဆိုတော့တော်တော်ကိုဆိုရတဲ့အနေနဲ့ဖြစ်လာနေမှာရှင်ဒါကတမအနေနဲ့ပြည်သူတွေကိုကြောက်လန့်အောင်ပြောတာမဟုတ်ပါဘူးရှင်ဒီလိုမျိုးသဘောကဘေးဒဏ်နေဆိုတာကအချိန်မရွေးအခါမရွေးဖြစ်သွားတတ်ပါတယ်ဒါကြောင့်ဖြစ်လာတဲ့အခါမှာဆုံးရှုံးမှုနည်းပါအောင်လို့အခုတည်းကကိုနေထိုင်တဲ့တိုက်ရဲ့အကြံခံမှုပေါ့နော်အဓိကကိုယ့်ရဲ့တိုက်မှာကြိလိုက် အကွက်နေတာရှိလားတချို့တိုက်လေးဆိုလေငှက်ကလေးတွေအစာလေးခြီလာပြီးလို့ရှင်သူကတစ်စိလေးတွေကအဲဒီတိုက်ကြားလေးမှာပြုတ်ကျခဲ့တာပေါ့နော်အချစ်ကြဲတိုက်ကြားလေးနဲ့အပင်ပေါက်ပြီးတော့လေတချို့ဆိုအဲ့လိုမျိုးတိုက်ကအဲ့လိုအကွက်သွားကြည့်ကိုအပင်ကြီးအကြီးပေါက်သွားတယ်ရှိတတ်တယ်ရှင်သိလားပြီးတော့အချို့ဆောက်လို့ရေလုပ်ငန်းတွေကြတာလေစီမင်းစည်းကမ်းနဲ့အညီတိုက်ကိုမဆောက်ကြဘူးပေါ့နော်အဲ့တော့တိုက်ကိုဆောက်ပြီးမကြသေးဘူးအချို့တိုက်တိုက်တွေဆိုအံ့နေရတယ်ပဲကျွန်မမြင်ဘူးလေသိလားရန်ကုန်မှာလေဆောက်ထားတာအစ်စ်ပဲတော့ဒါပေမဲ့အံ့နေရသိလားအားလို့ဒီလိုတိုက်ဆိုတော့မနေရဘူးပေါ့နော်ကိုကအဲ့လိုမျိုးတော့ စိတ်ထဲမှာတွင်းမိရဲ့ရှင်အဲ့တော့ကိုယ့်ရဲ့ကိုနေထိုင်တဲ့တိုက်ကိုကြန့်ခိုင်မှုလေးတွေလည်းစစ်ဆေးတင်တယ်ကိုယ့်ရဲ့တိုက်မှာအကွဲမှုတွေပါရှိနေရဆိုလဲတဲတဲချာချာဒါပြန်လဲပြင်ဆင်တင်တယ်ပေါ့နော်ပြီးရခါမှာတိုက်အမြင့်မှာနေရဆိုရင်ဒီအောက်ကိုအလွယ်တကူဆင်းနိုင်အောင်လို့လှေကားတွေပေါ့ရှင်လှေကားတွေခိုင်ကန့်မှုရှိလားကောင်းရလားအဲ့ဒါလေးတွေကိုသေချာသွားစမ်းစစ်တင်ပါရှင် လို့ဖြစ်မဖြစ်မဖြစ်ဘူးပေါ့နော်ဖြစ်အနေရယ်ဆိုတာဖြစ်တတ်ပါတယ်ဒါကျမတို့နိုင်ငံမှာမဟုတ်ပါဘူးနိုင်ငံသားရဲ့လူတွေဟာဆိုရင်လည်းတဘာဝဘေးဒဏ်ဖြစ်လာခဲ့လို့ရှင်ဘလို့လေးစီမံရမယ်ဘလို့လေးအနေရယ်ကိအောင်နေထိုင်ရမယ်ဆုံးချုပ်မှုအနည်းဆုံးဖြစ်အောင်ဘလို့လုပ်ရမလဲဆိုတော့အားလုံးကဒီလိုပဲသင်ကြားပြီးတော့ဟိုသတိပြုပြီးနေထိုင်ကြရတာပေါ့နော် ကျမကြားဘူးတော့နိုင်ငံသားမှဆိုရင်ကလေးတွေကအစားတော့ပေးတဲ့နဲ့ပတ်သက်တဲ့ဘူးတုတလေးတွေကိုတင်ကြရတယ်ရှင်အဲ့တော့မှတကယ်ကြုံလာတဲ့ခါကြလို့ရှင်ရင်ဆိုင်နိုင်အောင်ဒါကိုကြော်ဖြတ်နိုင်အောင်ပေါ့နော်ကျမတို့နိုင်ငံလည်းလိုမျိုးလေးလုပ်တင်ပါတယ်ရှင်ဒါဆိုရင်တော့တဘာပေးတဲ့နေ့ကြုံလာခဲ့မယ်ဆိုရင်ဆုံးရှုံးမှုအ ਨੇ ဆုံးနဲ့ကျမတို့ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါလေးတော့ပထမဆုံးသတင်းလေးအနေနဲ့ကျမတင်ဆက်လိုက်ပါစီရှင်အခုဒီငလင်ရဆိုရင်ဆဲဝတ်7အဆင့်ရှိရပေါ့နော်အလွန်ကြီးမားတဲ့အင်အားကြီးမားလို့လည်းငလင်အဆင့်ဖြစ်ပါရဲ့ရှင့်ဒီလိုအင်မအင်အားကြီးမားတဲ့ငလင်ဆိုရင်တဲ့မြေပြင်မှာ ပြင်းထန်တဲ့လှုပ်ခတ်မှုတွေဖြစ်ပြီးတော့ငလင်းရဲ့ဗဟိုချက်အနီးမှာအဆောက်အုံပြိုကျတာမြေပြိုတာနဲ့အခြေခံအဆောက်အဦတွေလန်ဒရာပျက်စီးရဖြစ်ပေါ်နိုင်မှာရှင့်ဒီလိုမျိုးဖြစ်ပေါ်တဲ့အခါမှာပျက်စီးမှုရဲ့သိဆုံးမှုအကြောင်းရင်းပေါ့နော်ပျက်စီးတာသိဆုံးတာတွေပေါ့အဲ့ဒါဖြစ်တာပါလဲဆိုတော့သူကဒီငလင်းရဆိုရင်ねငလင်းလိုင်းရပေါ့နော်သူက10ကီလိုမီတာအကွာမှာဖြစ်သွားတာကျမတို့နိုင်ငံဒီငလင်းရလေပြီးတော့ငလင်းလိုင်းရမြေပြင်ကိုအပေါ်မြင်မြန်ရောက်နိုင်တယ်မြင်မြန်ရောက်နိုင်ပြီးရဲ့အခါမှာ မြန်မာနိုင်ငံမှာဆိုလဲအဆောက်အအုံအများစုကငလန်တန်ခန့်နိုင်ဖို့ဒီဇိုင်းဆွဲထားတာမရှိဘူးတဲ့ဥပမာအုပ်တက်ဒါမှမဟုတ်ကွန်ကရစ်ကွန်ကရစ်ပေါ့နော်အဆောက်အအုံတွေနဲ့ငလန်တန်ကိုဘေးတိုက်လှုပ်ခတ်မှုကိုမခံနိုင်တဲ့အတွက်အလွယ်တကူပြိုကျနိုင်ပါရဲ့ဒီလိုပြိုကျနိုင်တဲ့အတွက်ကျမတို့နိုင်ငံမှာဆိုရင်မန္တလေးလူကြီးတွေ့တရမနှစ်တန်းကျော်ရှိရဲ၊သခိုင်းလူကြီးတသန်းကျော်ရှိရဲဒီလိုမျိုးကြီးတွေမှာဒီပြည့်ရွေကျော်နဲ့နှီးတဲ့အတွက်လူထုတွေလည်းထူထပ်တဲ့အတွက်တာယောက်မှုတွေများပြားပြီးတော့ဆုံးရှုံးခဲ့တာဖြစ်ပါရဲ့ရှင်။ ကျမအနေနဲ့ဒီညမှာတစ်ခုတွေးမိပါရှင့်အမေရိကန်နိုင်ငံမှာဆိုတော်မီလောင်ခဲ့တယ်လေအမေရိကန်တို့ဘာလို့ကတော့ငလှင်ရောကြောက်တယ်ကြောက်တဲ့အတွက်တို့ကဒီအိမ်ကိုစောက်တဲ့အခါမှာအုတ်တွေပိုင်းနဲ့သေချာမစောက်ပဲနဲ့တို့ကအဲ့အထက်သားလိုပုံစံမျိုးကြီးပေါ့နော်အဲ့လိုမျိုးကြီးစောက်ကြရရှင့်ငလှင်လို့တိုက်ကပြိုရင်တော့မှဒီတိုက်ပြီလို့ရှင့်လူမသိဘူးတို့ကြောက်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တို့ဒီငလှင်ရောကြောက်လို့ငလှင်တန်ခံနိုင်တဲ့အဆောက်အဦတွေစောက်ပဲမယ်မီးပေးတင်ခဲ့ရတယ်ရှင့်ကျမောင်နိုင်ငံကြတော့မီးပေးကိုကြောက်ကြတယ်ငလင်တောင်အဲ့လောက်မကြောက်ဘူးပေါ့နော်တောင်းတောင်းမဖြစ်မဖြစ်တဲ့အတွက်မကြောက်တာပေါ့ ဆိုစောင်းဆောက်တဲ့ခါမှာလဲငလင်ဆိုတော့ထက်တွက်ပြီးတော့စဉ်းစားတာတိတ်မရှိဘောရှင်အဲ့လိုနိုင်ငံကြတော့ငလင်ဖြစ်တယ်ရှင်တဘာဝတရားကြီးကအမတန်ကြောက်ကိုကောင်းပါတယ်နော်ငလင်ကိုကြိုတင်ကာကွယ်တဲ့သူစီကြတော့မိဘေးသွားပြီးတော့မိဘေးကိုကြိုတင်ကာကွယ်တဲ့သူစီကိုငလင်လာတယ်ရှင်ဒီခါကျရင်ကျမတို့လုပ်တဲ့လုပ်ရက်တွေအားလုံးကိုစင်ကြင်နေပါပြီရှင်ကျမတို့တဘာဝတရားကြီးကမကြိုက်တော့ဘူးနဲ့တူပါရဲ့ရှင်ကျမတို့အချင်းချင်းမုန်းတီးမှုတွေရမ်းများပြားနေတဲ့အတွက် ကျမတို့ပညာများပေးသလားလို့တော့ကျမထင်မိပါတယ်ရှင်။ကျမအနေနဲ့ဆက်လက်ပြီးပြောပြပေးပါမယ်။ငလင်လိုက်ကမျိုးစားနှစ်ခုရှိရတဲ့သူက P wave နဲ့ S wave ပေါ့နော်။ P wave ဆိုတာသူကဒီလိုအထက်အောက်လှုပ်တာ။ဒုံ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 ပေါ့နော်။သူ့ရဲ့ပုံစံ S wave ကကြတော့ဒီလိုလှုပ်တာ။ဒုံ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 အိန္ဒိယဆိုရင်ငလင်တန်ခံလဲရတယ်ခံစားမိရဲ့ရှင်။တိုက်ကြီးကဒီလိုဒီလိုရမ်းတာပေါ့နော်။အဲ့လိုရမ်းတဲ့အတွက်ဒီဒီလိုမျိုးရမ်းတာကအဆောက်အုံတွေပုံပြီးပြက်စီးစေတာ၊ပြိုကျစေတာ။ဒီလိုဒီလိုလှုပ်တယ်ဆိုရင်အဆောက်အုံပြိုကျဖို့ရခိုင်တော့နည်းတယ်တဲ့။ဒီတော့ ကျမတို့ကဒီလိုမျိုး S line နဲ့ပေါ့နော် S weight နဲ့မိသွားတဲ့အတွက်အဆောက်အုံပြိုကျမှုတွေအများပြစွာဖြစ်ပေါ်ပြီးတော့အဆောက်အုံပိပြီးတော့လူတွေအများကြီးတိတ်ဆုံးရတာဖြစ်ပါရှင်။ကျမအနေနဲ့အရေးကြီးဆုံးအပိုင်းလေးဖြစ်တဲ့နောက်ဆက်တွဲအခြေအနေလေးကိုပြောပြပေးပါမယ်ရှင်။ငလင်နောက်ဆက်တွဲပေါ့နော်။မြန်မာနိုင်ငံမှာလှုပ်ခဲ့တယ်တဲ့7.7လောက်အင်အားကြီးရဲ့ငလင်ဆိုရင်နောက်ဆက်တွဲငလင်ငယ်တွေဖြစ်နိုင်ပါတယ်ရှင်။ဒီလိုမျိုးငလင်ငယ်တွေဟာ5.0ကနေ6.0လောက်အင်အားရှိနိုင်ပြီးတော့ဒီအင်အားလောက်ဆိုရင်တဲ့ ပျက်စီးပြီးသားအဆောက်အုံတွေပေါ့နော်ထပ်မှန်ပြီးတော့ပြိုကျနိုင်ပါရဲ့ရှင်ဒါကြောင့်ဖြစ်ပွားပြီးတဲ့ရပ်ပိုင်းဒါမှမဟုတ်လာပိုင်းအထိသတိထားဖို့လိုအပ်ပါတယ်ဆိုပြီးတော့ထုတ်ပြန်ထားပါရဲ့ရှင်ဒီဂျပန်နေပြီးတော့ဒီသုတေသနလုပ်ပြီးတော့သတင်းမှာတင်ထားတာပေါ့နော်ဒါကြောင့်မိဘပြည်သူများအနေနဲ့နောက်ဆက်တွဲဆိုတာရှိနိုင်ပါရဲ့ရှင်ဒီလိုမျိုးနောက်ဆက်တွဲရှိခဲ့တဲ့ဖြစ်စဉ်တွေလည်းကမ္ဘာမှာအများကြီးဖြစ်ခဲ့ပါတယ်ကျွန်မအနေနဲ့မဖြစ်မဖြစ်ဘူးရှင်ဖြစ်သွားရင်အသက်တွေအများကြီးဘဝတွေအများကြီးပါအိမ်ဟာအဆောက်အုံပျက်စီးရဲဆိုတာကပြန်ရှာလို့ရတယ်ပြန်ဆောက်လို့ရတယ်ပေါ့နော် လူတွေတိတ်ဆုံးသွားရင်ပြန်ခေါ်လို့မရဘူးရှင့်ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒီတလတာအတွင်းမှာတော့ကျမတို့သတိထားပြီးတော့နေထိုင်တာကတော့အင်မတန်ကောင်းပုံပါရှင့်ပြီးတော့ကိုယ့်အိမ်ရန်ကြန့်ခိုင်မှုကိုကြည့်ပါပထမတစ်ကြော့မှာလည်းအိမ်ရန်အကြောင်းထနေပြီဆိုရင်ဖြစ်နိုင်ရင်တော့ခြံရှိခြံပြင်မှာထွက်နေပါရှင့်တက်နိုင်ဆုံးရက်ခွက်နဲ့ညှိနိုင်ပြီးတော့လမ်းမှာပေါ့နော်အိတ်ဖို့အတွက်လဲစူးစားကြတဲ့နယ်လို့ထင်ပါရှင့်ဒီချိန်မှာရက်ကွက်တွေစုစည်းစည်းနဲ့တောင်နဲ့တောင်ဆောက်ရှောက်ပြီးတော့လမ်းမှာပါအိတ်တယ်ဆိုတော့မှပေါ့ရှင်ဆောက်ရှောက်ပြီးတော့နေကြတာပို့ပြီးတော့ကောင်းပါရှင့်ကျမတို့နေပြီးတော့မှာတော့ တော်တော်များများလမ်းပေါ်ထွက်အိတ်နေကြတာရှင့်ခြံနေလဲရှိကြတော့ခြံထဲမှာအိတ်ကြများရယ်ပေါ့နော်အဲ့လိုတန့်လေးတွေထိုးပြီးနေကြတယ်ခြံအောင်လေးထောင်ပြီးအိတ်ကြပါရယ်ရှင့်အဲ့လိုမျိုးလုပ်ကြပါတယ်ဘလို့ဖြစ်ကျွန်မပြောသလိုမဖြစ်မဖြစ်ဘူးဖြစ်သွားလို့ရှင့်ဆုံးရှုံးမှာအသက်တွေပါရှင့်ဒါလေးတော့ကျွန်မအနေနဲ့ပြောချင်ပါတယ်ဒါကြောင့်ကိုယ့်အိမ်အခြေအနေကိုကြည့်ပါအိမ်ကအရန်ခိုင်ပါတယ်ဆိုတော့ဝင်နေလို့ရပါတယ်ရှင့်မခိုင်ပါဘူးရည်တည်ရတဲ့ဖြစ်နေပြီအเจ้าနေထနေပြီဆိုတော့အတတ်နိုင်ဆုံးသတိထားပြီးတော့နေထိုင်တာကောင်းပါရယ်ရှင့်ကျွန်မခုတင်ဆက်ပေးတာလေးကတော့မနေ့ကနေဒီနေ့မနက်ပိုင်းမှာရရှိတဲ့သတင်းလေးကိုတင်ဆက်ပေးတာဖြစ်ပါရယ်ရှင့် မိဘပြည်သူများအနေနဲ့သတင်းလေးတွေကိုစောင့်မျှော်နေမယ်ဆိုတာကျွန်မရှုံးကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖြစ်တဲ့ဒေတာမှာရှိရသူတွေဘယ်လိုအခြေအနေလေးရှိရလဲဆိုတာကိုမဖြစ်တဲ့ဒေတာမိဘပြည်သူတွေသိချင်ပါပဲလေ။သိကွင်ရတဲ့အတွက်လဲကုညီဆောက်ရှောက်မှုတွေဘာလေးလုပ်ပေးရမလဲဆိုတာလေးစဉ်းစားမိကြမယ်လို့ထင်ပါရရှင်။ကျွန်မအနေနဲ့အခုချိန်မှာမိဘပြည်သူများအားလုံးကစိတ်နှလုံးချုံညှို့ချုံပြီးဒီငလင်တံကိုခံစားနေရတဲ့အတွက်တနေ့တောင်ဆောက်ရှောက်ကြပါလို့ကျွန်မပြောချင်ပါတယ်ရှင့်။ဒါအင်အားစုတောင်ကျွန်မတိုက်တွန်းမြစ်တာခံတာပါနော်။မြန်မာနိုင်ငံမှာနိုင်ငံရေးယူဆဘယ်လိုရှိရှိ ကျမတို့အချိန်ချင်းစောင့်ရှောက်ကြဖို့အချိန်အခါရောက်ပါပြီလို့သာကျမအနေနဲ့တိုက်တွန်းတင်ဆက်ချင်ပါရှင်။ကျမတို့ Prime Media သတင်းလေးတွေကိုအမြဲတမ်းဆင်ဆက်မပြတ်အားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။အခုဆိုးရွားတဲ့ငလင်ထန်ကနေပြီးတော့ပြန်လည်ထူထောင်ရေးအမြန်ဆုံးလုပ်ကိုင်နိုင်ကြပါစေလို့ကျမတို့အနေနဲ့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။